ဟယ်လိုအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ DIY ကိုစိတ်ဝင်စားတဲ့မိတ်ဆွေများကလျရတဲ့ဝါသနာများအတွက်ဒီလိုမျိုးကျွန်တော်တို့ solar နဲ့ရော EPC နဲ့အသွင်းလို့ရမယ်မိရင်လေးတခုဖြစ်ဖို့ဆိုရင်ဘာတွေလိုရမလဲဆိုတာကိုကျွန်တော်ဒီဗီဒီယိုမှာပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဟာလေးက EPC နဲ့လည်းအသွင်းလို့ရမယ် solar နဲ့လည်းအသွင်းလို့ရမှာပဲ solar နဲ့လည်းသုံးလို့ရမှာပဲဖြစ်ပါတယ်ပထမဆုံးဘာလို့မလဲဆိုတော့ကျွန်တော်တို့ပေါက်တစ်ခုလိုမယ်ပေါ့နော်ပေါက်ကကျွန်တော်တို့ရှိမှာ UB ရဲ့ပေါက်ပဲဖြစ်လို့ UB ရဲ့ပေါက်နဲ့ပဲအသုံးပြပါတယ်ပြီးတော့ကျွန်တော်တို့တရားဝက် တရားဝက်မီးပြားလို့ပေါ့နော်ရမူမီးပြားရှိမယ်ဒီ60ဝက်လည်းရတယ်40ဝက်လည်းရတယ်ကိုသုံးညင်းနဲ့အပေါ်မူတည်ပြီးတော့အသုံးပြုမှဖြစ်ပါတယ်အာကျွန်တော်2006အမေ9လုံးသုံးပြုမှဖြစ်ပါတယ်ပြီးရင်တိုက်စီခေါင်းပြီးရင်ကျွန်တော်တို့ခြာချင်းအသွင်းမဲ့အဲ့တတိယခြားခြားကလေးလုံးမှာပဲဖြစ်ပါတယ်ဟိုတိုက်စီကောင်းကတော့ကျွန်တော်တို့ထည့်ရတာမလွယ်လို့ပြီးရင် BMF ထည့်လို့ရမယ်ဟိုပေါက်မှာဆွဲဖို့အတွက်ကိုစကူလေးလုံးနဲ့စကစ်တောက်လေးခုထုတ်လိုက်ပါမယ်ဒါလေးတွေကဘာဖြစ်လဲဆိုတော့မီးပြားနဲ့ပေါက်နဲ့မကက်ချင်လို့ကြားထဲကလေးဟာနဲ့တစ်ခုဖြစ်နေအသုံးပြုပါမယ်ဖြစ်ပါတယ် ။ဆိုတော့ကျွန်တော်အပေါက်ဖောက်ပြီးအပြင်မှာဆွဲလိုက်ပါမယ်။ဖောက်ပြီးအပြင်မှာဆွဲလိုက်ပါမယ်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်အပေါက်လေးဖောက်ပြီးတော့အဲဒါပစ္စည်းတွေလည်းအားလုံးဒါတက်ဆင်ပြီးသွားပြီပေါ့နော်။3 people လက်ပြီးမိုင်းနဲ့ကိုထည့်ပေးရမှာဒီဒီအဲ့ဒီနှစ်ခုကြတော့ဒီနှစ်ခုအပေါင်းတော့ကဆိုလာအပေါင်းတော့ကိုထည့်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော် connection လေးတွေကြိုးရင် join လိုက်မယ်နော် ဆိုတော့ဒါဆိုရင်ဒါကျွန်တော်တို့ဘက်ထရီကိုကျွန်တော် support တွဲပြီးပြီး BMS ကလည်းဒါထည့်ပြီးပြီး BMS ကထည့်ရင်ပိုကောင်းတယ်ပေါ့နော်ထည့်မှပိုကောင်းမယ်ဒါ2600 mAh ကျွန်တော်၅လုံးကို EV EV 5လုံးကိုအသုံးပြုထားရတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီပေါက်မှာကတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့အာဘက်ထရီကနေပြီးတော့ကြိုးလေးစားထုတ်မယ်ပေါ့နော်ကျွန်တော်တို့လေးစားထုတ်မယ်လေးစား BMS ကနေ2စားကျွန်တော်တို့ BMS မဟုတ်ဖက်နဲ့ဒင်းစနေဘူးကနေ2စား ထုတ်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ပူပေးပြီးတော့ဒါဒီလိုမျိုးလေးဖြစ်သွားအောင်ပေါ့နော်အာပြုတ်လုတ်ပေးမှာဖြစ်ပါပဲဒီလိုမျိုးလုံးမှသာလင်းလဲပူကောင်းတာမှာပါလို့ဆိုတော့ကျွန်တော်တို့ဟိုအထီးကိုက်ပုံစံမရှိအောင်လို့ပါ okay အဲ့တော့ဒီမှာကျွန်တော်ရှင်းပြမယ်ကျွန်တော်တို့ဘက်ထရီကနေပြီးတော့ကျွန်တော်တို့အနီနဲ့ဒါနှစ်စုံထုတ်လိုက်တယ် BMS ကနေပြီးတော့နှစ်စုံထုတ်ထားတယ်အဲ့ဒီနှစ်စုံကကျွန်တော်တို့ဆိုဒီဆိုလာမီးပြရဲ့ B black B minus ကိုသွားတယ်အဲ့ဒီနေရာမှာတမ်းမသွားပဲနဲ့ခလုတ်ခံထားတယ် ဲ့တော့ခလုတ်ဖွင့်မှအလုပ်လုပ်မယ်ပေါ့နော်။ကျန်တဲ့ BMM ဟိုဖက်နဲ့ဒီဘက်ကနေပြီးတော့နှစ်ဆပတိနှစ်ဆတက်တက်ယူထားတယ်။ဒါကကြတော့ကျွန်တော်တို့ charging သွင်းဖို့အတွက်ဒီဒီ3ရဲ့ charger ကလေးကိုတန်းဝင်ပေးထားတယ်။ဘာဖြစ်လို့သူ့ BMM မခံလဲဆိုတော့သူရှိမှ BMM ခံတဲ့စနစ်ပါပြီးသားပါ။အားကြောင့်မလို့နော်။အဲ့လိုတုံးထားတယ်။ဒီကောင်းအောင်ကြတော့ဒီတိုက်စီအကူပေါ့နော်။အပြင်ကနေထိုးလို့ရအောင်ဒီကောင်းလေးထည့်ထားပေးတယ်။အမှ32ခက်ခက်ခက်တော့မရှိပါဘူးခင်ဗျာ။ဒီမှာဒါဆိုရင်ဒီတိုင်းလေးပါပဲ။ ဒါဆိုဒါ people app ဒီမိုင်းနဲ့ကျွန်တော်ခလုတ်ခံပြီးဝင်ထားတာဒါကတော့ solar အတွက်ပေါ့နော်ကျွန်တော်က solar တိတ်သုံးမှာတော့မဟုတ်ပါဘူးလက်ရှိမှာတော့ကျွန်တော်စမ်းကြမယ်နော်ဒါကတော့ auto ပေါ့နော်အဲတော့ auto ဒီမှာကျွန်တော်ဟာဝါတွေထားလို့ရတယ်ဒါအဖွင့်ပိတ်ဒါဆို online မင်းမီးကိုတင်လို့လည်းရတယ်ရှော့လို့လည်းရတယ်အရင်ကြီးမစမ်းပြဘူးတော့ကြာနင်းဖြစ်သွားမှာဆိုလို့ညလုံးနေချင်းကုန်မှာဆိုလို့ပိတ်လိုက်မယ်နော် လိုဒါဆိုရင်ဒါဒီမိရင်လေးကျွန်တော်စကူတစ်ပိုက်လည်းပိတ်ပြီးပြီးပြီးသွားပြီပေါ့နော်ပြီးသွားပြီဆိုလို့ရှိရင်ဒီမှာတော့ခလုတ်ကပိတ်ဖွင့်ရှိတယ်ခွန်လိုက်မနော်โอเคဒါမျိုးလေးလေးနေပါမှာဒါဆိုရင်ဒါခလုတ်ဖွင့်ပြီးပေါ့နော်ခလုတ်ဖွင့်ပြီးပရမုန်းနေโอเคကျွန်တော်ဒီဟာလေးနဲ့ချိန်ထားပြီးတော့ကျွန်တော်ရဲ့အခန်းထဲမှာသုံးမှာပဲဖြစ်ပါတယ် ကဲခမန်းကြီးကိုညာသေးကတော့ကျွန်တော်တို့ဟိုပုံမှန်အသွင်းမီလုံးတွေထက်စားလို့ရှိရင်ပို့ပြီးတော့ကုန်ကြပါတယ်ဒါပေမဲ့လည်းပုံမှန်မီလုံးတွေထက်စားရင်ကျွန်တော်တို့နှစ်ဆသုံးဆလောက်တော့ပို့ပြီးတော့အထွန်းခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်